လက်တလောဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေကြောင့်ဂုံတိတ်ခါညှို့နှံခဲ့ရပြီးအလူရှင်တွေရဲ့ယုံကြည်မှုကိုပြန်လည်လိုချင်တာကြောင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ငွေကျပ်10သိန်းလှူဒန်းပြခဲ့တဲ့တရုတ်ဆောင်ခိုင်နေဝေမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ခိုင်နေဝေကတော့အခုလာမယ့်2025-2026ပညာသင်နှစ်အတွက်မြန်မာနိုင်ငံရုပ်ရှင်လောကသားတွေရဲ့တာသမီတွေပညာသင်ကြားနိုင်ရန်ငွေကျပ်10သိန်းလှူဒန်းခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်ခိုင်နေဝေကအဆိုပါငွေကျပ်၁၀သိန်းကိုခိုင်နေဝေဖောင်ဒေးရှင်းကနေမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့တိုက်ရိုက်လှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ခိုင်နေဝေကသူမခေဟာကတသားမိမိတွေကိုလည်းဒီနှစ်ပညာသင်နှစ်အတွက်ကျောင်းအပ်ခဲ့ပြီးပြီးမို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးလက်အောက်ရှိအနုပညာရှင်များရဲ့တာသမီများထဲမှာပညာသင်ဖို့ခက်ခဲတဲ့သူတွေအတွက်ငွေကျပ်၁၀သိန်းကိုအခုလိုလှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ ပြောင်းဆောင်ခိုင်နေဝေကတော့ပြီးခဲ့တဲ့2014ခုနှစ်ကလေးကခိုင်မီတာစုကေဟာကိုထူထောင်ခဲ့ပြီးမိဘမဲ့ကလေးပေါင်းရှာနေချီကိုကျွေးမွေးပြုစုစောင့်ရှောက်ထားတဲ့အပြင်ပညာသင်ရမယ့်အရွယ်ကိုရောက်လာခဲ့ရင်လေလိုအပ်တဲ့ပညာရေးတွေကိုအစွမ်းကုန်ဖြည့်ဆည်းပေးနေတာလည်းဖြစ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရှန်ပါရတင်ကဖြစ်ပွားခဲ့တဲ့ငွေမလွှဲမှုကိစ္စနဲ့ပတ်သက်ပြီးတရုတ်ဆောင်ခိုင်နေဝေးအပေါ်မှာအလူရှင်တချို့ကယုံကြည်မှုယုံနေခဲ့ကြရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ခိုင်နေဝေကတော့သူမအပေါ်မှာအလူရှင်တွေပြန်လဲယုံကြည်လာစေဖို့အတွက်သူမအမြဲတမ်းလုပ်နေကြပရာဟိတအလုပ်တွေကိုအရင်လိုပဲဆွမ်းဆန်းတမန်ပြန်လဲလုပ်ကင်ပြလာခဲ့တာဖြစ်ပါတယ်ပြောင်းဆောင်ခိုင်နေဝေရဲ့ခိုင်ရင်သေးလေးများကေဟာကတော့အလူရှင်တွေရဲ့အလူငွေတွေနဲ့ရက်တည်နေရတာဖြစ်သလိုခိုင်နေဝေအနေနဲ့ကလည်းသူမရဲ့ကေဟာကိုအကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒတွေဖြစ်နေတာကြောင့်ပြောင်းဆောင်ခိုင်နေဝေကတော့သူမရဲ့ကေဟာအတွက်အစွမ်းကုန်စူးစမ်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်